သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ပြီးမတရားဖန်ဆီးထားသူအလုံးပြန်လွတ်ပေးရင်အမေရိကန်ကထပ်ပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ကောင်စီအနေနဲ့အကြံဖတ်မှုများကိုချက်ချင်းရပ်တန့်ပြီးမတရားဖန်ဆီးထားတဲ့သူအလုံးကိုပြန်လွတ်ပေးဖို့ American ပြည်ထောင်စုအရှိအာရှနဲ့ Pacific ရေးရာဘယူရိုရဲ့အကြီးတန်းအရာရှိ Saint O'Neil ကပြောဆိုလိုက်ပါတယ်။ April 22ရက်နေ့ကမ်ဘောဒီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့38ကြိမ်မြောက် American ASEAN ဆွေးနွေးပွဲမှာ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အမေရိကန်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အညီမြန်မာနိုင်ငံမှာအမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းကိုလွယ်ကူချုံးမွေးစွာပြန်လည်ရောက်ရှိရေးအာဆီယံနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်းပြည်သူလူထုအပေါ်အကြမ်းဖက်မှုများကိုစစ်တပ်ကချက်ချင်းရပ်တန့်ရန်မတရားဖန်ဆီးထားသူများကိုလွှတ်ပေးရန်နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူများအားလုံးထံကိုအဟံတားမရှိဝင်ရောက်ကူညီခွင့်ပြုရန်စစ်ကောင်စီထံကိုအမေရိကန်ကတောင်းဆိုလိုက်ပါတယ်။ မတ်လ28ရက်နေ့ကငလင်လောက်ခတ်မှုအပြီးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာအသက်ဆုံးရှုံးခဲ့ရမှုများအတွက်ဝမ်းနည်းကြေကွဲကြောင်းပြန်လည်ထူထောင်ရေးကာလရှည်လျရတဲ့ကာလများအတွင်းအမေရိကန်ပြည်ထောင်စုဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းမှုများကိုဆက်လက်ပံ့ပိုးကူညီမှဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်အာဏာသိမ်းမှုကိုဝေဖန်ရှုတ်ချကန့်ကွက်ခြင်းကိုသာအစဉ်တစိုက်အမြဲလိုလိုလှုံ့ဆော်လျက်ရှိပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလှတိုက်ပွဲမှာကြာကြံခဲ့တဲ့မိုဘိုင်းဖုန်းကိုလာရှာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိပေမဲ့ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှနှစ်ဦးစလုံးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာတိုက်ပွဲအတွင်းကြာကြံခဲ့တဲ့မိုဘိုင်းဖုန်းကိုလာရှာတဲ့အကြံဖတ်စစ်သားနှုတ်ကိုတော်လန်ရေးတပ်များကအရှင်ဖန်စီရမိခဲ့ပေမဲ့အဆိုပါစစ်သားနှုတ်ကတနက်လူပြီးထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖန်စီရမှာစစ်သားနှုတ်စလုံးသိမ်းဆုံးခဲ့ကြောင်းတာယာဝရီခိုင် PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ လွန်ခဲ့တဲ့မတ်လ30ရက်နေ့ညနေ9နာရီခန့်အချိန်မှာမင်းလာမြို့နယ်အပိုင်းပဲခူးရုံးမပေါ်ကိုတက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုကျုံကုံရွာအနီးမှာတာယာဝရီခရိုင်တရင်383ညနှစ်တခွဲ3ရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ရမှာစစ်သားများတက်ပြက်ပြီးစမ်းပုတ်ရွာဘက်ကိုဆုတ်ခွာထွက်ပြေးသောကြောင့်သိရှိရပါတယ်။ မတ်လ31ရက်နေ့မှာစုတ်ခွာထွက်ပြေးသွားတဲ့အကြံပစစ်ကောင်စီတပ်သားများထဲမှာစစ်သား၂ဦးကအဲ့ဒီလိုထွက်ပြေးစဉ်ကြကြံခဲ့တဲ့မိုဘိုင်းဖုန်းများကိုကျွန်းကုန်းရွာဘက်ကိုလာရောက်ရှာဖွေစဉ်မှာတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုစစ်ဆေးမင်းမြန်ပြီးနောက်စစ်သား၂ဦးကို Geneva Convention အရထိမ့်သိမ်းရန်အတွက်နောက်တန်းစကန်ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်းအဲ့ဒီအချိန်မှာစစ်တုံမစစ်သား၂ဦးကတော်လန်ရေးရဲဘော်များရဲ့တနက်ကိုလူယူကထွက်ပြေးတဲ့အတွက်ကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးရမှာကြီထိမှန်ပြီးနှစ်ဦးစလုံးတိတ်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ စစ်ခွေးနှကောင်ကိုစတင်ဖမ်းမိတော့ကစမ်းပုတ်ရွာသားတွေပါဆိုပြီးလိန်လေထွက်ဆိုတာအဲ့ဒါနောက်ပိုင်းစစ်မေးတော့မှပဲဝန်ခံတာသူတို့ကစစ်ခွေးတွေပါဆိုပြီးဖုန်းကြံခဲ့လို့လာရှာတာလို့သိရတယ်ကျွန်တော်တို့ထိမ့်သိမ့်ဖို့ဆိုပြီးစကန်ကိုဖမ်းလာတော့လမ်းမှာတနက်လူပြေးလို့ပြစ်ခတ်ဖမ်းဆီးတာနှစ်ဦးစလုံးတေဆုံးခဲ့တယ်လို့တာယာဝရီ KN PDF မှာတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြီးလက်မီတန်ဆောက်လုပ်ရေးတုံးပစ္စည်းနဲ့လျှက်စစ်ကတင်သွင်းခွင့်ပါမဲ့များကိုမင်းအွန်လိုင်းတာ သမီးနဲ့မိဖက်စီးပွားရေးသမားများကအခွင့်ထုခံရရှိပြီးပါမစ်သီးသန့်အယောင်းအဝယ်ဈေးကွက်ကြီးဖြစ်ထွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကမြန်မာနိုင်ငံအတွင်းကိုသွင်းကုန်များတင်သွင်းမှုကိုလုံးဝထိန်းချုပ်လိုက်ပြီးနောက်ပြီးလက်မီတန်ဆောက်လုပ်ရေးတုံးပစ္စည်းနဲ့ကားတင်သွင်းခွင့်ပါမစ်များကိုမင်းအောင်လိုင်တအောင်ပြေဆုံးသမီးခင်တီရီတမွန်နဲ့မိဖက်စီးပွားရေးသမားများကအခွင့်ထုခံရရှိပြီးပါမစ်သီးသန့်အယောင်းအဝယ်ဈေးကွက်ကြီးဖြစ်ထွန်းနေကြောင်း UMFCCI မှစီးပွားရေးအတိုင်းအဝိုင်းကပြောဆိုပါရစေ။ စစ်ကောင်စီကပြည်ပနိုင်ငံခြားငွေတုံးဆွဲမှုမန္တမြကိုကန့်တပ်ပိတ်ပင်လိုက်ပြီးနောက်တွင်းကုန်တင်သွင်းသူများအနေနဲ့စစ်ကောင်စီကဖွဲ့စည်းထားတဲ့နိုင်ငံခြားတုံးငွေကြီးကြပ်မှုကော်မတီထံမှခွင့်ပြုချက်မရှိဘဲစီးပွားရေးနဲ့ကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနမှတွင်းကုန်လိုင်စင်လျှောက်ထား၍မရကြောင်းနိုင်ငံခြားတုံးငွေကြီးကြပ်မှုကော်မတီကလည်းတွင်းကုန်တင်သွင်းခွင့်ပြုမိန့်များကိုမင်းအွန်လိုင်းသားတမင်းနဲ့မိဖက်စီးပွားရေးသမားများဗိုလ်ချုပ်အတိုင်းဝိုင်းနဲ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာချပေးထားကြောင်းသိရှိရပါတယ်အခုငလင်ဖြစ်တော့ပြီးလက်မြေတွင်းကုန်ပါမယ် တန်ပါမစ်နဲ့ဆောက်လုပ်ရေးတုံးပစ္စည်းတင်သွင်းခွင့်ပါမစ်တွေအရန်လိုနေတယ်။သွင်းကုန်သွင်းဖို့ကလည်းဘိုးချုပ်ကြီးမြာထွန်းဦးဥက္ကဋ္ဌလုပ်ခဲ့တဲ့နိုင်ငံခြားသုံးွေကြီးကြပ်မှုကော်မတီရဲ့ထောက်ခံချက်လိုတယ်။အဲ့ဒါကလည်းရဖို့မလွယ်ဘူး။တက်ချုပ်သားနဲ့တမိအဖွဲ့တွေကတော့ပါမစ်တွေလိုတလောက်ရတယ်။စီးပွားရေးသမားတွေကကိုယ်တိုင်သွင်းကုန်ပါမစ်ရဖို့ခတ်တော့တက်ချုပ်သားနဲ့အဖွဲ့အစည်းကိုဝယ်ရတယ်။နောက်ပြီးအခြားဘိုးချုပ်အတိုင်းဝိုင်းစီကဝယ်ရတယ်။ ဥပိုင်နဲ့ MCC ကနေပါမစ်ရအောင်လုပ်ရတယ်ပါမစ်အယောင်အဝယ်ဈေးကွက်ပြန်ဖြစ်နေတယ်လို့ UMFCCI မှစီးပွားရေးအတိုင်းအဝိုင်းကရှင်းပြပါတယ်စစ်အာဏာရှင်ဟောင်းတန်းရွှေလက်ထက်ကလေးကတွင်းကုံပါမစ်အယောင်အဝယ်ဈေးကွက်ကြီးဖြစ်ထွန်းခဲ့ပြီးစစ်တပ်နဲ့ပတ်သက်သူများကသာတွင်းကုံပါမစ်များရရှိကြောင်းအဆိုပါစစ်တပ်အတိုင်းအဝိုင်းထံမှတွင်းကုံပါမစ်များကိုစီးပွားရေးသမားများကပြန်လည်ဝယ်ယူနေရကြောင်းယခုအခါမှာလည်းပါမစ်ဝယ်ယူရတဲ့ခေတ်တကြောပြန်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ် မင်းအွန်လိုင်းတအောင်ပြည့်စုံတဲ့၎င်းရဲ့စီးပွားရေးတာဝန်ခံဒေါက်တာမောင်မောင်နိုင်ဒေါက်တာမောင်မောင်လက်ကဲ့သို့သောစီးပွားရေးလက်ဝေခံများခင်တီရီတက်မွန်ကနိုင်ဖြိုးကျော်ဝေမင်းမောင်ကဲ့သို့သောစီးပွားရေးလက်ဝေခံများကိုထားရှိကမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းမျိုးစုံကိုလုတ်ကင်ပြီးလုတ်ပိုင်ခွင့်များစွာရရှိနေကြကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကွမ်းစိတ်စကန်းကို KNLA ပူးပေါင်းတပ်များကသိမ်းပိုက်ရွှေကျင်တိန်စီရဲ့လမ်းပေါ်စီရေးတင်းမှာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတန်းရွှေကျင်မြို့နယ်ကွင်းစိတ်ရွာထိပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းတရင်အရင်မြင့်များရဲ့ပြောကြားချက်အရသိရှိရပါတယ်စစ်တောင်းမြစ်ကန်အနီးမှာရှိတဲ့အဆိုပါစစ်ကောင်စီတပ်စခန်းကိုယမန်နေ့ဧပြီလ23ရက်နေ့နံနက်ပိုင်းကတိမ့်ပိုက်ရရှိခြင်းဖြစ်တယ်လို့စစ်ရေးတရင်အရေးမြစ်ကပြောဆိုပါတယ်။အဆိုပါစခန်းရှိရာကွင်းစိတ်ရွာကိုယမန်နေ့နံနက်ပိုင်းကစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းရှိပြီးကွင်းစိတ်စခန်းတိုင်းဖြစ်စဉ်အသေးစိတ်အခြေအနေများနဲ့ပတ်သက်၍မြစ်စီမာမှာဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ဘုံကျဲတာနှစ်ရက်ရှိပြီလေဒီနေ့လဲဝဲနေတယ်လို့တရင်အရင်မြစ်က ပြောကြပါတယ်လက်ရှိမှာရွှေကျင်မြို့နယ်နဲ့ကြိုက်ထုံမြို့နယ်ကိုဆက်သွယ်ထားတဲ့တင်စရက်ရွှေကျင်ကားလမ်းတစ်လျှောက်မှာစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်များအကြစစ်ရေးချီနေတင်းမာနေပြီးစစ်ကောင်စီကဒုံစရစ်မှာရှိတဲ့ချင်းမြန်တရင်ခမရ989ကြုံချောင်းနဲ့စစ်ကောင်စီတပ်ဆွဲထားရနေရာတွေမှာစစ်ရင်အားတိုးချဲ့ခြင်းလက်နက်ကြီးရန်တန့်ပစ်ခတ်ခြင်းများပြုလုပ်နေကြောင်းသိရှိရပါတယ် အလားတူအဆိုပါကြေးရွာများနဲ့စစ်တောင်းမြစ်တာချတဲ့ဆက်စုတရဲတမိန်အလုတ်စုစတဲ့ကြေးရွာတွေမှာလည်းစစ်ကောင်စီကအင်အားတိုးချဲ့ထားခြင်းရှိကြောင်းသိရှိရပါတယ်။ရင်းချောင်းတင်စရဲရွှေကျင်ကားလန်ဘေးမှာရှိတဲ့ဆလူချောင်းဒုံစရက်ကွင်းစိတ်ဘုံရောင်းငုတ်တို့စတဲ့ကြေးရွာများအပြင်စစ်တောင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဝေါ်မြို့နယ်အပိုင်းတရဲတမိန်ဆက်စုစတဲ့ကြေးရွာများမှာလည်းဒေသခံများထွက်ပြေးနေကြအကြောင်းသိရှိရပါတယ်။အဲဒီနောက်တရုတ်တကယ်အထိနာပြီဆိုတဲ့တော်လန်ရေးဘတ်တော်သားတအူးရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ တရုတ်ထုတ်ကုန်တွေအဓိကတင်ပို့ရအကြီးမားဆုံးဈေးကွက်ဖြစ်တဲ့ American ဈေးကွက်ပျောက်ဆုံးသွားခဲ့ပြီး American ရဲ့ထုတ်ကုန်တွေအတွက်လည်းတရုတ်ဈေးကွက်ပျောက်သွားခဲ့ပြီးဒါပေမဲ့ American အတွက်ဥရောပအာရှအာဖရိကနဲ့ Australia ဈေးကွက်ပျောက်မသွားခဲ့ဘူးအဲ့ဒီနိုင်ငံတွေကိုရန်သူမိတ်ဆွေမခွဲကြဘဲအခွန်တိုးမဲ့ကြီးညာခဲ့ပေမဲ့တကယ်တမ်းတော့မဟုတ်ခဲ့ဘူးစီးဆက်ညှိနှိုင်းမှုတွေနဲ့ပြည်လည်မှုရနေတာတွေ့ရပါတယ်နောက်ဆုံးတော့တရုတ်တနိုင်ငံတည်းကိုပဲသွင်းခွန်ဥပဒေတက်ရောက်နေတာပါ တရုတ်ကသူ့ပြည်တွင်ထုတ်ကုန်တွေကိုသွင်းခွန်ပြေလျှော့ခံရတဲ့နိုင်ငံတွေကနေတဆင့်အမေရိကန်ကိုပို့ဖို့စူးစမ်းခဲ့ပေမဲ့ဒါကိုကြိုသိနေတဲ့အမေရိကန်ကတရုတ်အကျိုးစီးပွားနဲ့ဆက်နွယ်နေတဲ့နိုင်ငံတွေအပေါ်အခွန်ပြေလျှော့မှုမလုပ်တော့ပါဘူး။တရုတ်ရဲ့ BRICS မှာအမေရိကန်မှအပကြံနိုင်ငံအားလုံးပါပြီးအမေရိကန်ကိုကမ္ဘာအပြင်ကိုပို့မဲ့စီမံကိန်းကိုလက်တွေ့ရင်ဆိုင်ပြလိုက်တာနောက်ဆုံးတော့အမေရိကန်နဲ့တကမ္ဘာလုံးနဲ့ကုန်သွယ်ရေးလုပ်ပြီးတရုတ်ကိုကမ္ဘာအပြင်ကိုလက်တွေ့ကြကြဆွဲထုတ်ပြလိုက်ပါပြီ။မြန်မာအတွက်ဒါကအခွင့်ကောင်းတရက်လို့ရှုမြင်ဖို့လိုအပ်ပါတယ်။ လက်ရှိလာရှုအပါဝင်ရှမ်းမြောက်ကိုတရုတ်ကြီးကတည်ငြိမ်အောင်လုပ်ပေးနေတဲ့ဒါကလည်းသူ့ချီးသူပြန်ကျုံနေရတဲ့ပကတိအဖြစ်မှန်ပါပဲယူနန်ပြည်နယ်က139ခုဖြစ်ကြတဲ့ကစီးပွားရေးကျနေတာအခုတရုတ်အမေရိကန်ကုံသွယ်စစ်ဖြစ်တော့ပိုပြီးအထိနာနေပြီးကုံစင်းနှုံတက်တဲ့ဒဏ်ပြင်အလုတ်လက်မဲ့ပြဿနာတွေကိုကြုံတွေ့နေရပြီးမြန်မာကတင်ပို့မဲ့စားတောက်ကုန်တွေမဝင်နိုင်တော့ငတ်နေပြီလို့တောင်ပြောလို့ရတယ်။ယူနန်ကအစကတည်းကမတည်ငြိမ်ပါဘူး။ယူနန်ကနိုင်ငံရေးအရထွက်ပေါက်ရှာနိုင်တဲ့အနေအထားအထိဖြစ်လာနိုင်စရာတမိုင်းအချက်လက်တွေရှိနေပါတယ်။ ဒါကြောင့်ယူနန်ပြည်နယ်တစ်ခုလုံးစာဝတ်နေရေးပြည်လေဖို့ရှမ်းမြောက်တည်ငြိမ်ရေးကိုအာတုံကွန်ဆိုင်လုပ်နေရတယ်။အဲ့ဒီအခြေအနေကိုမြန်မာတွေအတုံးချဖို့လိုအပ်ပါတယ်။မြန်မာပုတ်ကုံစားတောက်ကုံတွေအလုံးအောက်ကျင်းနဲ့အနှိမ်မခံရအောင်မြန်မာကုံတွေတွေစီးလုံးညီညွတ်ဖို့လိုအပ်ပါတယ်။မြန်မာတွေတိတိပပနားလည်ထားဖို့ကယူနန်ပြည်နယ်ကယူနန်ဒေတာထွက်လေယာထွက်ကုံနဲ့မလုံလောက်ပါဘူး။မြန်မာကမပို့ရင်မျက်စားရမယ့်အနေအထားအထိရောက်သွားမှာကိုသိဖို့လိုပါတယ်။ အပိုင်တေကြတဲ့ခိုင်ရွှေဝါထရမ့်နဲ့ဆိုမြမအရေးအမြန်ပွဲပြတ်တယ်လို့ကမ္ဘာအရေးတွေမှာအကြံဖတ်မှုနဲ့ဒီမိုကရေစီချဆမှုတွေကိုတဆင်ပြီးတဆင်တုတ်တင်ရှင်းလင်းသွားနိုင်မယ်ဆိုတာတေကြနေပါပြီ။နောက်ထပ်ထိုးနှက်မှုတစ်ခုကမကြခင်ရန်ကုန်ကိုရောက်လာတော့မဲ့စက်ယုံတွေအားလုံးပိတ်သိမ်းဖို့ကတေကြတလောက်ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ရှီကျင့်ဖျင်ကမလေးထိုင်း VNN ကိုကုံသွေးရေးကိစ္စသွားနေရပြီးသွားပေမဲ့ဘာမှထူးခြားမှုဖြစ်မလာတဲ့အပြင် Trump ကအဲ့သုံးနိုင်ငံကိုဆွေးနွေးဖို့မီးစိတ်မပြပါဘူး။ ထရမ့်ကလည်းရှင်းတယ်ချီနာနဲ့မပတ်သက်ရဘူးဆိုတဲ့ဂရိပေးမှဆွေးနွေးမယ်တဲ့အစိုးဆုံးကထိုင်းနဲ့မလေးရှားပဲဒီနိုင်ငံလုပ်ငန်းဆက်ယုံတွေကတရုတ်လုပ်ငန်းရှင်တွေပါဒါနဲ့ပဲလားဆိုတော့မဟုတ်သေးဘူးအဓိကပြဿနာကချီနာကထုတ်ကုန်တွေကို made in thai malay vietnam ဆိုပြီး us ကိုပို့နေတာကိုရပ်တန့်ရမယ်တဲ့ကုန်သွယ်မှုကိုပိတ်ရမယ်တဲ့နောက်တစ်ခုကမြန်မာအရေးကိုအမြန်ဆုံးအဆုံးသတ်ပေးရမယ်တဲ့ကဲဇက်လန်းကဘာကိုဥတီနီလဲဆိုတော့သဘောပေါက်တော့ ဒီတချိန်ဆက်ကဆက်ကိုတတိပေးတာကနောက်ဆုံးအချိန်မှာမအားလာတစ်တိုက်ကဘာဆလုတ်တလဲဆိုတော့အပြည့်ရက်တယ်ဟောနောက်ထပ်က PDF တွေရှိတိုးလာရင်အဖြတ်စွမ်းအားပြင်လက်နက်တွေတုံးမယ်ဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြောလာရတဲ့အထိပဲပေါစီတို့ကလည်းပြည်တွင်းစုပူမှုတွေကစလာနေပြီသူများပြည်တွင်းရေးကိုဝင်လိုက်တာပိုဆိုးသွားတယ်လို့ပြောရမယ်ထရမ့်မဲနိုင်တော့ပထမဆုံးလုတ်တဲ့တွေ့ဆုံဆွေးနွေးနေတာဘသူတွေလို့ထင်လဲကြုတ်တင်ပေးခဲ့တယ်နော် NUG ပြ မြန်မာပြည်တဲ့အထိမဝင်ပါဘူးပထမအစီအစဉ်ပေါ့အခုကတော့ဝင်မယ်လို့တွက်စားတယ်နောက်ပိုင်းကိုတော့ဝင်ဖို့တေချာတလောက်ဖြစ်တယ်ကိုကိုကျွန်းနဲ့ဟိုင်းကြီးကျွန်းကတော့တေချာတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ